ဆရာရတော်ဘင်ဒီချက်ကတော့ like korean ကဒီချက်ယူခြင်းဖြစ်ပါတယ်ဒီနေ့မှာတော့ speaking ပြောတဲ့အခါမှာအလုံးသုံးဝင်တဲ့ grammar pattern တစ်ခုနဲ့ပတ်သက်ပြီးရောရှင်းလို့ပြတာမှာဖြစ်ပါတယ် crom ရှင်းချက်ခဲ့ဖို့ကြည့်အောင် okay ဒါဆိုလို့ရှိရင်တော့ are you all you yo you ဆိုတဲ့တဲဆိုတဲ့ grammar လေးကိုကြည့်အောင် သူက speaking အတွက်အသုံးရတဲ့ပရမလေးတစ်ခုဖြစ်ပါတယ်။နောက်တစ်ခုကတော့သူ့ကိုအနေသုံးပုံစံနဲ့တုံးလို့ရတယ်ပေါ့နော်။သူ့ရဲ့အနေသုံးပုံစံတော့အရင်ကပဲပါတယ်။ယိုလေးကိုဖြုတ်ပြီးတော့အာဩယောတာတုံးလိုက်ရရင်ပုံမူရပါတယ်။ เนาะအဲ့တော့သူ့သုံးတဲ့ခါမျိုးမှာဆိုရင်ဘလို့အခြေအနေမျိုးမှာဆိုလို့ရှိရင်အာယုသုံးရမလဲဘလို့အခြေအနေမျိုးမှာအောယုသုံးရမလဲဘလို့အခြေအနေမျိုးမှာဆိုရင်ရောယုသုံးလဲပေါ့เนาะအဲ့တော့တရကကအာကမမဟုတ်ဘူးဟိုဖြစ်ခဲ့မယ်ဆိုလို့ရှိရင်เนาะဒီချိန်တော့အာယုကိုသုံးရမှာဖြစ်ပါတယ်ပေါ့เนาะအဲ့လိုမဟုတ်ပဲလေတခြားတရတွေဖြစ်နေတယ်ဆိုလို့ရှိရင်เนาะဒီချိန်တော့အောယုသုံးရပါတယ်เนาะအဲ့ ီတရကဤဖြစ်တဲ့အခါမျိုးမှာဆိုရင်ဒီချိန်တို့ကအချိန်နဲ့ကုထက်တင်စဉ်းစားရမှာမယ်အဲ့တော့တရကဤဖြစ်ပြီးတော့အသက်ရှိခဲ့မယ်ဆိုလို့ရှိရင်တော့ဒီချိန်တို့ကအောယုတ်သုံးပေးရပြီးတော့အဲ့လိုမဟုတ်ဘဲနဲ့အသက်တရကတော့ဤအသက်မပါဘူးဆိုလို့ရှိရင်တော့ရောယုတ်ကိုသုံးပေးရမှာဖြစ်ပါတယ်ဟာတာဆိုလို့ရှိရင်တော့ဟဲယုတ်လို့သုံးပေးရမှာဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင်ဥမာစာဥမာပုံစံလေးတွေကိုကြည့်ကြရအောင်ကဲ ခါတာခါတာကိုဒီချက်ရိုးကဘာပေါင်းလဲအာယူလားအောယူလားရောယူလားခါတာမှာဆိုလို့ရှိရင်ခါကတော့ချက်သေးစဉ်းစားရလို့ရဲ့ပကြောင်းလို့ခါလေးကိုကြည့်ပါမယ်ခါမှာတရာအာဖြစ်တဲ့ပကြောင်းလို့ဒီချက်ရိုးကအာယူပေါင်းပါမယ်အဲ့တော့ခါပေါင်းတယ်ပေါ့နော်ပုံမှန်ဆိုလို့ရှိရင်တော့ခါအာယူဆိုပြီးတော့ဖြစ်ပါဒါပေမဲ့ခါအာယူဖြစ်လို့မရပါဘူး။ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒီမှာပါတဲ့တရကလည်းအာ လည်းအာရုံဆိုလို့ရှိရင်အချိန်တို့ကပြီးတော့အသက်လည်းမပါဘူးဖြစ်နေရတဲ့ကြောင့်လို့အာတလုံးနဲ့ပဲယူပါမယ်။အဲ့ဒီအတွက်ကြောင့်လို့ခါရုံဆိုပြီးတော့ပဲတောင်းရပါမယ်။ဟုတ်ပါပြီ။နောက်တစ်ခုကိုကြည့်ပါမယ်။နောက်တစ်ခုကကြတော့အူသာပါ။အဲ့တော့အူသာကိုအာရုံပေါင်းမယ်ပေါ့။ဘာဖြစ်လို့လဲဆိုလို့ရှိရင်ခါလေးကိုကြည့်ပါဘူး။အူတရတာအူဖြစ်နေရတဲ့ကြောင့်လို့ဒီချိန်တို့ကပေါင်းမလဲ။အာရုံပေါင်းပါမယ်။ အဲ့တော့ပုံမှန်ဆိုလို့ရှိရင်တော့ဟိုအာယိုဆိုပြီးတော့ဖြစ်မှာပါဘောเนาะဒါပေမဲ့တို့ပေမဲ့လေတချေတို့အိုမာကအသက်ပါလားမပါဘူးမပိုင်းကကြောင့်မလို့ဒီလိုအာဒီကိုထည့်ပြီးတော့ခေါ်လာစရာမလိုဘူးပေါ့เนาะအဲ့ကကြောင့်မလို့အိုနဲ့အာနဲ့တွေ့ရင်ဝါဆိုပြီးတော့မှန်ပါမယ်အဲ့ကကြောင့်မလို့ဝါယိုဆိုပြီးတော့ဖြစ်ပါမယ်ဟုတ်ပါပြီနောက်တစ်ခုဥမာလေးကိုကြည့်ကြရအောင်နောက်တစ်ခုဥမာလေးကတော့မော့တာဖြစ်ပါတယ် အဲ့တော့မောတာဆိုရင်ဒါကတော့စဉ်းစားကြရမလို့ရဲ့အတွက်ခဏထုတ်ထားပါမယ်ဒီမှာအတက်မှာအတက်ကခါအတက်ပါပြီးရောဒီမှာတရကဩတရဖြစ်တဲ့အတွက်ကြားမလို့ဒီရှယ်တို့ကတခြားတရတွေမှာပါရတဲ့ကြားမလို့ဩယုံသုံးပါမယ်အဲ့တော့ဒီနေရာမှာဆိုရင်ဒီရှယ်တို့ကအတက်ပါရတဲ့ကြားမလို့ဒီအဒီကိုဖြုတ်လို့မရပါဘူးဘာဖြစ်လို့လဲဆိုရင်အတန်ကိုကိုလိုတက်တဲ့ကြားမလို့အဲ့ကြားမလို့ဒီလိုလေးနေပါတယ် မောခောယူမောခောယူမှာအတန်ထက်ကမောခောယူကိုအတန်ထက်ပါတယ်။ Okay နောက်တစ်ခုဤနဲ့ပတ်သက်ပြီးတော့ကြည့်ကြရအောင်ဤတရဤနဲ့ပတ်သက်ပြီးတော့ကြည့်ပါမယ်။ဤတာထာရဘာဒီချေကိုထုတ်လိုက်ပါမယ်။တရကဤဖြစ်ပါမယ်။ဤဆိုရင်ခြေနဲ့နှင်းစင်းလာပါမယ်။အတ္တ ါဘူးလားဆိုအောင်စဉ်းစားပါမယ်အသက်ပါရဲ့အကြောင်းမလို့ all you ကိုကပ်ပါဖြစ်ပါတယ်ဒီကကြောင်းမလို့ all you လေးကိုကပ်ပါမယ်အဲ့လိုရှိရင်အင်းခေါ်ယူဖတ်တယ်ဆိုပြီးတော့ဖြစ်လာပါပြီ။နောက်တစ်ခုကိုကြည့်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 ပါမယ်။ အတကူကတော့မရှိတာဆိုတဲ့တောက်တီဆိုရဲ့တလုံးလေးဖြစ်ပါတယ်။သူကတော့ဒါကိုပြုတ်လိုက်ပါမယ်။တရကသူဖြစ်ပါတယ်။အတက်မပါရဲ့အကြောင်းမလို့ရောယူအောင်ပါမယ်။ဒါကြောင့်မလို့သူကမရှော့ယူဆိုပြီးတော့ဖြစ်ပါတယ်။တောက်ပါတယ်ဆိုရဲဗလီဖြစ်ပါတယ်။ကဲဒါဆိုလို့ရှိရင်ဒီချေလို့ speaking လေးကျင့်ကြမယ်ပေါ့နော်။ဒီ are you all your pattern လေးသုံးပြီးတော့ speaking လို့တူတူပြောကျင့်ကြမယ်နော်။ထောင်းနေ오늘 ไม่ทันจนทีนี้ตีนเองตัวนี้อันที่ว่ารอวาย친구가우리집에와요.등에진가저녀로에인라이.나타쿠와먹다.저는떡볶이를먹어요.진어가떡볶이요사리.나타쿠와로있다거나읽어요.주로아동생이방에책을읽어요. ညီမလေးကအခင်းထဲမှာဆာအုပ်ဖတ်တယ်။အတကူကတော့ဘာရှိတာ။အဖျုံဖျုံဝင်စူရမာဒီမာချိုအကိုကအစက်ကိုအများကြီးတောက်တယ်။ကဲဒါဆိုရင်ရှိရင်ဒီနေ့ချေရှယ်ရီဒါရီခရမလေးကိုနားလည်ဖို့ပေါ့မယ်လို့ပြောနေပါတယ်။နောက်ဗီဒီယိုမှာလည်းပြန်ဆုံးပြကြပါမယ်။အညို့